တော်တို့ရဲ့လူငယ်လူငယ်တွေကိုစီရမပေါ်တာသွန်းနေတဲ့အတေအတမအသေးခံကိုင်းနေတဲ့အဲ့ကွန်းသေမှုတန်းမတရားပေါ်တာဆွဲဦးမေကိုတခဲနဲ့ကျွန်တော်တို့တိုက်ပြကြပါဘယ်လိုလိုက်နေကြလဲအဲ့တော့ဒီသားတော့ဟိုတန်ကောင်းရတော့သူဟိုးအဝေးရောက်ပြီးရတော့လုံးမယ်ဒီနိုင်ဆိုရင်တော့တမညာမမိတော့လေဒီလိုလိုချင်ရင်မကြည့်တော့ပါဘူးပြန်လည်းပြန်ဆက်ဆက်လုံးလိုက်

င်တဲ့ရေးတွေပြတ်သွားတယ်မမီးမမီးလိုက်ဘူးမမီးလိုက်ဘူးဆိုတော့ဒါတေသဆန်းကိုကိုညီနေတဲ့မန္တလေးမြို့မန္တလေးကတေသဆန်းမန္တလေးဟိုမန္တလေးသားတေသဆန်းမန္တလေးသားလို့ဖြစ်နေပြီမန္တလေးကဟိုလိုဖြစ်နေပြီးတော့မန္တလေးမြို့ကဒီတေသဆန်းဆိုရမယ်ကိုညီမတ်လူရှိတဲ့ခါကျတော့သူ့ဝိုင်းပြီးမန္တလေးတွေကတချို့ဒီဘိတ်အုပ်စုရှိတယ်ဗျာဟိုတောက်ကမကြိုက်ဘူးဆိုတဲ့အုပ်စုရှိတယ်အဲ့အုပ်စုကတေသဆန်းကိုကိုညီလိမ့်မယ်ကိုညီပေးတယ်ပေါ့ရှိတယ်ဒါတေသဆန်းနှစ်ခဏပတ်တယ်ပြောသွားကြည့်ကြောင်းရင်ဘယ်လိုတော့ပါလဲဆိုမိတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့တော်လန်ရေးမှာအရေးကြီးတဲ့မဟာဗျူဟာမြောက်ထိုးလက်ချက်တစ်ခုပဲဖြစ်ပါတယ်။ ဒေါက်တာတေဇာဆန်းကိုနန်းလင်းနဲ့ကိုခန့်ဝေဖြိုးတို့လိုခေါင်းဆောင်တွေကစစ်ခေါင်းဆောင်မင်းအောင်လှိုင်မန္တလေးမှာရှိနေချိန်မှာတော့ဈေးချိုမှာပျောက်ကြားဆန္ဒပြရဲခဲ့တာဟာစစ်အုပ်စုအတွက်ဘလောက်အထိအရှက်ရစေခဲ့လဲဆိုတာကိုစဉ်းစားကြည့်ပါဒီလိုနှရွက်တွေစုခံလိုက်ရတဲ့အပေါ်စစ်တပ်ကိုထောက်ခံသူတွေဘလောက်တောင်ကြောက်လန့်ဒေါသထွက်နေကြလဲဆိုတာကိုထိုင်းနိုင်ငံကနေထောက်ဖို့ကိုစီကဖွင့်ချပြပြထားပါတယ် ကိုစီပြောပြတဲ့စစ်လော်ဘီတွေရဲ့ရိုက်ခတ်မှုအခြေအနေကို အခုပဲအတူတူကြည့်လိုက်ရအောင်တော့မင်္ဂလာပါခင်ဗျာခွေးတကောင်ကိုအဲ့နေတဲ့အချိန်အမီးသွားနေမိဘလို့ဖြစ်သွားလဲမြင်မှုကြတယ်လားသူတို့တော့မြင်မှုကြမှာထင်တယ်မတော်မီးလိုပဲဖြစ်ဖြစ်တမင်တက်တက်ပဲဖြစ်ဖြစ်သူတို့အဲ့နေတဲ့ခွေးတကောင်ကအမီးကိုသွားပြီးတော့ချိန်နေမိတယ်ဘလို့ထားဖြစ်ဟေးမမြင်ဘူးတဲ့အတူတွေကိုလည်းကျွန်တော်ပြမယ်မြင်မှုပြီးသားအတူတွေကလည်းကြည့်ပါဒါမှဒေါက်တာကေစာဆန်မန္တလေးဘေးဆိုမှာဆန်နှပြလို့ခွေးအမီးနင်းကကြည့်နေတဲ့ကြော်မျိုးလိမ့်အကြောင်း ကျွန်တော်ခုပြပါမယ်နော်အဲ့တော့ဈေးကြုံလို့ပြရတယ်အဲ့ကောင်ဈေးကြုံမှာတွားပြီးတော့စနေနေ့ကြားတယ်ကျွန်တော်တော်စဉ်းစားပါတယ်ဈေးကြုံနာမှာဒေါက်တာပြေသာဆန်းဥဆောင်ပြီးတော့တဲ့နော်ဥဆောင်ပြီးတော့ဈေးကြုံနာမှာဟိုဆန်းနာပြတယ်ဗျာဆန်းကြောင်လောက်ပါတယ်ဟုတ်ဆိုတော့ဒီတရားဆန်းတဲ့လူလူငယ်ချို့မနေ့ရတော့မနေ့ကဒီစမှာ၃ရက်မနေ့9ရက်လောက်ပါတဲ့နော်အဲ့တော့ရုပ်ောက်ပွဲကိုမင်းမပေးဘူးဘာညာဘယ်ဆက်ပြစီရုပ်ောက်ဆက်ချင်နေလို့ရှာမှုချင်တယ်စားဆိုင်နေချဲချာတယ်ဗီဒီယိုဖိုင်တွေထွက်လာတယ်တစ်ချက်ဗီဒီယိုတွေတော့မြင်ပြီးတော့ပြီလူငယ်တရားဆန်းနာပြရင်တရားဆန်းမှာတရားအစ်လူငယ်ချို့လည်းပါတယ်ဆိုတော့ဖြစ်ချင်တော့ဒီစမှာ၃ရက်နေဆိုတာဘုသူကြီးကပြည်ဦးမြေနဲ့မန္တလေးနဲ့တောင်ချဆိုင်သွားနေတာသွားနေတဲ့အချိန်မှာခင်ဗျာ ဗိုလ်ချုပ်ကြီးအဲ့နောက်သွားလာနေဒီဒီမန္တလေးနဲ့ပြင်းပြင်းလို့ဗိုလ်ချုပ်ကြီးတို့ဒေါက်တာလေးသွားနေတဲ့ဟာကြီးကိုအဲ့ဒီအချိန်နဲ့ကြိုက်ပြီးတော့အဲ့ဒီ area တင်းမှာပဲဒေတာဆန်ကဝင်လာပြီးတော့ဆန်ထားပြသွားတာလင်းလန်ပြတာပြောတာနော်မင်းတို့ဒါပဲဆိုပြီးတော့လန်ပြတာတိတယ်မလားအဲ့တော့မျိုးတွေဆိုတာမင်းတို့မကြိုက်ချင်လို့ထားတာနော်ဒါတို့ချိုးတယ်စောက်သိန်းတွေကမတိဘူးငါတို့မျိုးတွေကိုဝင်ပြစ်နိုင်အဲ့ဒီမျိုးနေမှာရှိတဲ့ငါတို့လူဦးရထူထက်တဲ့နေရာပြည်သူကိုထိခိုက်မယ်ဒီတော်လိုင်းရေးမှာနံပါတ်1နော်တိုင်းပတ်ဘွက်တွေမှာအဓိကညွှန်ကြားပြည်သူထိခိုက်မှုလုံးဝမရှိအောင်မရှင်တွေကိုအဓိကလုပ်ခိုင်းတာ ဒီမစ်ရှင်တို့ကစစ်ခွဲတဲ့အတုံးယုံလဲမယ်လန်ထုတ်လက်တက်နဲ့ပုတ်လက်နဲ့အများကြီးရတယ်ဒါပေမဲ့ပြည်သူအများကြီးကြီးကတယ်ဆိုအဲ့တော့လုံးဝမလုပ်ဘူးအဲ့တော့အခုဒေါက်တာပြည်သာမန္တလေးဈေးကျုပ်ကြီးဝင်လာတွေ့တယ်မလားအေးအဲ့ဒါလည်းကြည့်ထားမင်းတို့အချိန်မျိုးဝင်ကြိတ်လို့ရတယ်နော်မလိုအပ်တဲ့တော့မလုပ်ဘူးအဲ့တော့ဒီတော်လည်းအရန်စုတွေဘက်မှာစစ်တပ်ကိုသွားမဆောင်တဲ့လေတိုက်ပွဲဖြစ်မှာဆိုဒီကနေ့မှာတိုက်ပွဲဖြစ်တာဒီဘယ်လိုဖြစ်လို့လဲစစ်တပ်ကသွားပြင်တယ်လို့မင်းတို့မြို့တွေမှာတိုက်ပွဲမဖြစ်တာဘယ်လိုမဖြစ်လို့လဲတော်လိုင်းဘက်ကလာမဖြစ်လို့အဲ့ဒါမြင်အောင်ကြည့်နော်အားပြပါပါပြပါတော့ဘာဖြစ်လို့လဲဆိုတော့ဘာမှမဖြစ်ပါဘူးဆန္ဒပြပါတော့ဆန္ဒပြပါတော့ဒီမနိုင်ငံကြီးကအကြီးကြီးလောက်တော့ပြောင်းသွားတာမဟုတ်ပါဘူးအဲ့တော့တော့ ။ဘာဖြစ်လဲ။အော်ကြောင်ကြောင်မင်းအဲ့ဒီစကားကြီးကခလေးစကားကြီးဖြစ်ဘူးလား။ဒါတတိယသမားပေါ့လေ။မဟုတ်လားတတိယသမားတယောက်ရဲ့စကားလေ။ဘောင်းမွေတန်းမွေခလေးစကားတွေပြောပြီးဘာဖြစ်လဲ။အဲ့လိုဆန္ဒပြလိုက်လို့ MG လောက်မြန်မာနိုင်ငံကြီးမရောက်ပါဘူး။ဟောအေးမှတ်ထားမယ်နော်။မှတ်ထားမယ်မှတ်ထားမယ်။တိကကိုကိုကလည်းနတ်ကြီးဂျန်နယ်လေးကျွန်တော်ကဂျန်နယ်လေးတည်းရကျွန်တော်ဂျန်နယ်လေးတည်းရအဲ့ဒါဂျန်နယ်လေးတယောက်ရဲ့စကားပေါ့လေ။ဟုတ်လားအမသိလို့ပါဟုတ်လားအဲ့ဒါဂျန်နယ်လေးတယောက်ရဲ့စကားဟာဆောက်ချက်ပေါ့ခင်ဗျာတော်တော်တော်ဟာကျုံကျုံမေးမင်းကအချက်တရားဆိုတော့ဘာလို့လဲတော့ငါမေးနေမင်းဘယ်လိုဖြစ်နေလဲမသိဘူးဟာတော့မင်းမင်းဘာမရှက်တာရှက်ဘူးလား လူတွေအဲဟိုအခုနောက်ပိုင်းခေတ်တွေလူငယ်တွေကတော့တိုက်မဖြစ်တော့ပါဘူး။အရင်ကျွန်တော်တို့ငယ်ငယ်နောက်ကခေတ်တွေရှိသေးတယ်။မိန်းကလေးတယောက်ထိုင်နေယောက်ျားလေးတွေဖြတ်သွားလို့။အဲ sorry မိန်းကလေးတွေယောက်ျားလေးတွေထိုင်နေလို့မိန်းကလေးတယောက်တော့ထိုင်နေလို့မိန်းကလေးတယောက်ဖြတ်သွားရင်စကြတယ်မလား။အဲမိန်းကလေးကအိမ်ကြီးမပြတ်ဘူး။ကိုကမိန်းကြီးအများစုပေါ့နော်။အိမ်ကြီးမပြတ်သွားနိုင်ဘူး။ဒါပေမဲ့ယောက်ျားလေးမိန်းကလေးတယောက်တော့ထိုင်နေတဲ့အချိန်မှာယောက်ျားလေးတယောက်ဖြတ်သွားရင်ဟေးလက်ကြည့်။ဟာဖေမမစိုးအပေါက်ကြီးဆိုဟောဆက်နေ။အပေါက်ကြီးရှက်တာလေ။အဲ့ဒီရှက်တရားဟော။ တကယ်ခံအရှိမှုရမလားကျွန်တော်တို့အရွယ်ကနေအပေါ်အထက်ကြီးတဲ့လူတွေဆိုရင်အဲ့လိုချက်တရားတွေရှိကြတယ်။ဘုကိလူငယ်တွေကတော့ငငယ်လေးတွေကဟိုပွင့်လင်းလာခက်ဖြစ်တယ်။တကယ်ချင်းဟိုမိန်းကလေးတွေဆိုရောတော့ငငယ်တွေကလည်းတကယ်ချင်းပုံစံမျိုးဖြစ်ကုန်ကြတော့ပွင့်လင်းပြန်လာခက်ဖြစ်လာကြတော့နော်ဒီအချက်တရားတွေကညွတ်နေလာကြတော့အရင်ခက်လူတွေဆိုအဲ့လိုဒီဟုတ်တယ်မလားမိန်းချွတ်မိန်းကလေးပြတ်ကြောင်နေမိန်းကလေးဆိုတယောက်တော့နေနေတယ်။ကြောက်တိုင်းတရားဖြစ်သွားရင်ဟဲ့အမဖြစ်တာငါဖြစ်တာတရားကြားလေးလမ်းလျှောက်တတ်တော့နော်အဲ့လိုအချက်တရားပေါ့ကျွန်တော်ကအဲ့လိုအချက်တရားမျိုးရှက်ဘူးလားကျွန်တော်သိချင်တယ်ကျွန်တော်ဒီကောင်မှတောင်းတော့ဟောင်းရှက်တတ်မှာတော့မထင်ဘူးနော် ။ဟုတ်လဲဆိုတော့ဒီလိုစနေပြတော့ရဲတွေဂျုံပြန်ကုန်လေ။ရဲရဲဂျုံဂျုံပြန်ကုန်။မင်းမိလေးကဘောကမိမိလေးရောက်ပြီ။မင်းတို့ဒီကောင်လာတော့တော့မသိဘူးလားဆိုတော့မင်းမိတော့ရဲတွေပြန်ကုန်ပြန်ရဲတွေလိုက်တာအသေးလိုက်တာ။လိုက်တာတော့ကျော်တည်ရတည်ရစမ်း။မိရ။ဒီကတည်လိုက်ရ။စောပြန်ကုန်လေရဲတွေစောလိုက်တာ။စကောင်းမစောက်လို့ရတော့ကောင်းမသိဘူးရောရရှိတယ်ကွာမင်းချိုင်းကတည်းကပြည့်နေပါအဲ့မနဲ့ငားလိုက်ကိုချိုင်းတော့မစနာပြပါတယ်စောက်ကြီးကျဲတယ်ပဇက်ကလည်းပြိပရာပြောရတယ်ကွာဒါပြိပရာဆိုကျွန်တော်ပြောတယ်တူတော့တူတော့အမှန်တရားလို့သူတို့ကပြောမှာကျွန်တော်ပြိပရာလို့ပြောမှာဆောပြောပါလေဟုတ်ပါလေဘာဖြစ်လို့ဆိုတော့ကျွဲပြင်းသားစောက်တော့တည်နေပါတာကြာတယ် အဲကျွဲပါဆောင်တီးဆိုတဲ့စကားပေါ့မင်းပြောတာမှန်တယ်ကျုံညို့မင်းဒေါက်တာဒေတာကပြောရတဲ့စကားတွေကိုဒီလူတွေကလည်းထောက်ခံဒီလူတွေကဆိုတော့ဒီလူအများစုနော်လိုက်ကြည့်ပါဒီလူအများစုကဒေါက်တာဒေတာစကားကိုထောက်ခံတယ်နော်အဲ့တော့အဲ့ဒီဒီလူအများစုကဒီဟာလက်ခံတယ်မှန်တဲ့စကားကိုလက်ခံထားတဲ့ဟာကိုမင်းအနေနဲ့ဒါပရိနာစကားပါကွာဆိုတာဘာလဲကွာအလားတန်တူရဆိုတော့ဘာလဲကျွဲပါဆောင်တီးအင်မတန်ကြင်ကြောင်းနဲ့စောင်းတယ်ဒုံတန်တန်တန်ဒုံတန်တန်တန်ဆိုတဲ့အတန်လေးကအဲကိုလေလူတွေအတိတ်များရှိတဲ့လူတွေနားထဲမှာဟာစောင်းတယ်လေးကကောင်းလိုက်တာဟဲ့နော်တာယာကြင်ကြောင်းနေတာပဲဒါပေမဲ့မြက်ဒီ ဒီညက်ကြိုက်နေတွေးရပါလေစပီယုံစံဘရီဒါရေကွာတကောနာညေးရေကွာအဲအဲ့လိုပဲနော်မိပြောတဲ့တိုင်ငါပြည့်စီတော့ခွက်လဲဆိုမင်းညက်တိုင်းတွဲကောင်းနေတော့ပြင်သွားတယ်ငါတကယ်ပြောတာနော်တော်တော်လေးအဲမိပြောတာမှန်တယ်မှန်တယ်ဘရီဒါရေဟုတ်တယ်မင်းနေတဲ့ချိန်မှာဆိုဘရီဒါရေကွာဟုတ်တယ်မင်းမှန်တယ်ကောင်းလေးမင်းမှန်တယ်ဟုတ်တယ်ပြောတာပြီးတော့ပြန်ပြန်ခေါင်းလေးကြာတရင်ကြားလို့ကြားလိုက်မှရဲလိုက်ရဲကွာမရှိတော့ idea ခဏပဲနော်အဲ့ဒီမှာရှိအောင်မဆလာတိုင်ပြီးတော့ဖဲပြီးတော့လာဖတ်ပါကဲငါတို့ထိုင်ဆောင်နေမယ်ဆိုဒေါက်တာပြန်ကဆင်းလေးလေးဖွာလာပြီးပလက်ဖောင်းပြီးတော့ထိုင်ပြရမယ်ဩအေးအေးဟုတ်တယ်ဒါဒေါက်တာပြန်ဆက်ပါလာအဲ့ဒါနော်ဆင်းလေးလေးဖွာလာပြီးတော့ပလက်ဖောင်းပြီးမှဆက်ဆောင်နေထိုင်ပြီးတော့သူတို့စစ်သားတွေရဲ့နေအောင်ရှောက်ကြမှာနော်လက်ကောင်းချောင်းထောင်ပြီးဆန်နှပြပဲလောင်းတစ်ချီလေးတစ်ချောင်းပဲပါတဲ့ကောင်ကဆန်နှပြပြီးအဲ့မှာအဲ့မှာထိုင်မနေတော့ဘယ်လိုသွားမှာလဲဟမ်ထိုင်နေရမှာလားအမဟမ်အာဒုက္ခပါပဲအေးဘာတော့မကြောက်ဘူးခဏလေးပဲဒါတော့သူတို့ဒရင်ရတာချင်မှာရရချင်းရောက်ရနေရောက်အမိသွားချင်မှာမရဘူးရတဲ့ဖွဲ့ရောက်ပါမမိဘူးချက်တော့စဉ်းစားကြည့်ပေါ့မင်းတို့ပိုင်လို့ရှိရင်ညို့ဝင်ထိတ်ကြည့်ပိတ်လိုက်လေ ။ဖက်ရှင်ချင်းနဲ့မင်းတို့ဘက်ကလုံထွေးတို့ထူထက်ချာမင်းတို့ဘက်ကပိုင်လို့ရှိရင်ပိုက်လိုက်ရရတယ်လေ။အဲ့ဒီဈေးနေရာမှာမတွေ့လေ။ဈေးကြောင့်လာတဲ့လမ်းတွေအများကြီးပပပပိတ်လိုက်လို့ပြောရင်ပိတ်လို့မရဘူးလေ။အခုဒေါက်တာဒေသအေးဆေးဘက်မှာမင်းတို့စောင့်ကြည့်ပြန်လေ။ အာနာသိန်းစစ်တပ်ကလုံခြုံရေးတင်းကျပ်ထားတဲ့မန္တလေးမြို့နယ်ဈေးချိုအနီးမှာစစ်အာဏာရှင်ဆန့်ကျင်ရေးလူလူတပိတ်ကောင်းဆောင်တွေဖြစ်ကြတဲ့ကိုတေစာဆန်းကိုနန်းလင်းနဲ့ကိုခန့်ဝေဖြူတို့ဥဆောင်ပြီးဒီဇင်ဘာလ3ရက်နေ့မနက်ပိုင်းကဆန္ဒပြခဲ့ကြပါတယ်။ချွတ်ချုံကြနေတဲ့တိုင်းပြည်ရဲ့လက်ရှိအခြေအနေဟာစစ်အာဏာသိမ်းမှုနောက်ဆက်တွဲဖြစ်တာကြောင့်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြဖို့ ဒီဇင်ဘာ28မှာကျင်းပမဲ့စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုစတင်ကြဖို့နဲ့လူငယ်လူရွယ်တွေကိုပေါ်တာဆွဲနေတဲ့စစ်မှုထမ်းဥပဒေကိုတခဲနဲ့တိုက်ဖြတ်ကြဖို့ဆန္ဒပြသူတွေကအ धिक ဟောပြောခဲ့ကြပါတယ်။ဒါအပြင်လာမယ့်ဒီဇင်ဘာလ30ရက်နေ့မှာလည်းပြည်သူလူထုကအပြင်းမထွက်ကြပဲအတန်တိတ်တပိတ်လုပ်ပြီးအာဏာရှင်စနစ်ကိုလက်မခံကြောင်းပြသပေးကြဖို့လည်းတိုက်တွန်းခဲ့ကြပါတယ်။ ထင်ရှားတဲ့တပိတ်ကောင်းဆောင်တွေမန္တလေးမှာဆန္ဒပြနေချိန်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကပြင်ဦးလွင်မင်းမျိုးမှာရှိနေပြီးစစ်တပ်ကတို့ကြောင်းစင်ပွဲတက်ရောက်နေချိန်လည်းဖြစ်ပါတယ်ဘာလို့မင်းတုံတန်တုံတန်လောက်ပဲวะဟုတ်တယ်မလားဟဲ့ဟဲ့လာပဲနော်အဲ့ဒါမင်းတို့ဘာလို့စောက်တော့မကြလို့အဲ့ဒါကြာမင်းတို့ကိုယ်စင်ကိုတီးအဲ့ဒါရှိချင်းလေးအဲ့ဒါဗတိရှိသေးရငေးလို့မရဘူးနော်အာမြန်မာတို့ဒီရွှေချုံချုံတိုက်ခဲ့ပါတော့လေအင်းအားဒီမမြတ်တဲ့အချင်း အင်္ဂလိပ်ကိုစစ်ချုပ်တော့ရပါဒီအခုလည်းဟုတ်မှာအဖမင်းအောင်နဲ့တက်ချုပ်ကြီးမင်းအောင်နိုင်ရဲ့လုံတုံးရေးဖွဲ့များဒီရွရွချောချောမန္တလေးဇေတုတဝိုက်ကိုဖြစ်စီတုတ်တင်ကြပေမဲ့လည်းဒီအားကြီးမမြတ်တဲ့ပြင်ဒေါက်တာဒီသာဆန်ဖတ်တော့ပါဒီအဲနောင်နောင်နဲ့ဖြစ်မှာကလေးတွေစတဲ့ညံမှာအဲចောင်းဆောင်ထဲမှာအဲ့ဒါနေပိုင်ပါလာမှာပေါ့နော်ဟုတ်တယ်မလားအဲညီမတို့ဒီအရင်ခေတ်ကတော့မဖြစ်တဲ့ဟမ်အဲ့တော့ဂျင်းဂျင်းနေလေဟုတ်တယ်မလားအခုလည်းလိုပဲပေါ့အဲ့တော့တက်ချုပ်ကြီးရဲ့လုံတုံးရေးတမဝင်များဒီရွရွချောချောဖြစ်စီကြပါတော့လဲဟုတ်တယ်လေဒေါက်တာဒီသာဆန်ကမပြီးတော့အဲ့ဘာမှဆိုင်တဲ့ဈေးဆိုင်နေဈေးတယ်ဈေးဆိုင်ကိုဖြစ်စီဖြစ်တယ်ဈေးဆိုင်နေပါဆိုင်လို့ ။အဲ့ဒီလိုတည်းမှာဘယ်သေးဆိုင်မှာဆက်ပြီးလက်ကြောထပ်ဆောင်တာမဟုတ်ဘူး။သူတို့တို့သူတို့လုပ်နေတယ်။အဲ့လောက်ကြောက်ကြတယ်ပေါ့မင်းတို့။ကိုအဲ့ဒီသေးဆိုင်ကိုသွားဖြတ်တဲ့ကောင်းမင်းကိုငါမေးနေတာမင်းတို့လည်းကိုလက်ကြောကိုလုံကြတယ်။တကယ်ပြောရမလား။အပေါ်ကခိုင်းခိုင်းမခိုင်းခိုင်းပေါ့မင်းတို့အဲ့ဒီအလုပ်ကိုသွားလုပ်ကြတဲ့အဲ့ဒီစစ်သားတွေရဲတွေတရားတော့ပဲမင်းငါမေးနေတယ်မြင်သွားရင်တော့ဒီဗီဒီယိုဖိုင်။မင်းတို့ငါဟာကြောက်ကြတယောက်ဆိုတော့ကိုယ့်ရဲ့ဂုံတိတ်ခါကိုကိုလုံကြုံရက်။ဟမ်ရှက်စရာကြီးကွာမင်းတို့စားခက်ခါနဲ့တိုင်တော့ရေးလေကြောက်သွားတယ်မင်းမင်းလိုက်ဘူးမင်းလိုက်ဘူးဆိုတော့ဒါတေတာဆန်းကိုကိုကြီးနေတဲ့မန်းတိုင်းကဘာလို့မန်းလေးကတေတာဆန်းမန်းလေး ဟိုမန္တလေးသားဒေသသားမန္တလေးသားလို့ဖြစ်နေပြီမန္တလေးကဟိုဘာလို့ဖြစ်နေပြီးတော့မန္တလေးမြို့ကဒီဒေသသားဆိုတာ ਨੇ ကုညီမဲ့လူရှိတဲ့ခါကျတော့သူ့မိုင်းပြမန္တလေးတွေကတချို့ဒီမိုင်းအောင်ရှိမှာဗျာဟိုတောက်ကမကြိုက်ဘူးဆိုတော့အဆူရှိမှာအဲ့ဒါဆိုပြဒေသသားကကုညီလေးကုညီပြတယ်ပေါ့ဒါပေမဲ့ဒေသသားလက်ကလေးပတ်သက်ကြောက်သွားကြတောင်းရင်ဘယ်ကပါလဲဆိုမျိုးမန္တလေးမြို့ကကုညီတာမဟုတ်လေကျွန်တော်ပြောမင်းတို့ကဒီနေ့ချိန်ထိအမှန်တရားကိုလက်မခံတာမင်းမဲ့လေမင်းအောင်နိုင်အပါဝင်ဒီစစ်တပ်အာဏာသိမ်းတဲ့အကောင်တွေကိုပြည်သူအများစုကလုံးဝလက်မခံတာလေမင်းတို့ရဲ့တနတ်ပြောင်းဖို့ကြောက်လို့တနတ်မရှိတဲ့သူတွေကခေါင်းငုံခမ်းနေတာ ဲ့တော့သူတို့မှာမင်းတို့လက်ခံတယ်မင်းတို့ချစ်ခင်တယ်ဆိုတဲ့စိတ်နည်းနည်းလေးတော့မရှိဘူးညှဉ်းပုံတမုံတော့မရှိဘူးအဲ့တော့ပကတိအရှိတရားအဲ့ဒီအရှိတရားကိုမင်းတို့နှက်မခံမဲနဲ့မင်းတို့ကမင်းတို့ဝါရမိုင်းနေပြမောက်ကောက်ကတည်င်းနေအတူရောင်နေလှုပ်ဒါကမင်းတို့လုပ်နေတာဒါပေမဲ့ပကတိအမှန်တရားကဘာလဲတည်သူကမင်းတို့ကိုလက်မခံဘူးအဲ့ဒါကအမှန်တရားလုံးဝညှင်းလို့ရတဲ့အမှန်တရားဟမ်အဲ့တော့တင်တာဆက်ပြတ်ပါမထူးဆန်းဘူးလေတိကျလားတိကျလားမြေဥဆိုးကိုပြန်အောင်ခွင့်ပြုနေလို့မဟုတ်ဘူးဟမ်အဲ့တော့တိကျလားတော့တိကျသတိခွင့်ပြုနေလို့မဟုတ်တဲ့အတွက်တိကျလားကတိကျသတိမက်လေးရဲ့အဆက်အဆုံးဆက်တနည်းအောင်သူပြရတယ်ဘယ်လိုပြမလဲမက်လေးပြောတာဆက်တော့နေရမယ်ပေါ့ဘောဘယ်ပြ နန်းရင်းထဲကိုပြေးတာဟာဟာမင်းမသိဘူးမလားဘယ်မှမပြေးဘူးဒေါက်တာတေလာဆန်နန်းရင်းထဲကိုပြေးတာဟာဘယ်လိုပြေးနေရလို့လဲနန်းရင်းထဲမှာနင်းနေလေအော်မင်းတော့ကွာဘယ်လိုလဲဘယ်လိုလဲဘယ်လိုလဲစတိုင်းနေကုန်ပဲလေတရားလားဟာတော့ဟိုချန်ဘယ်ကပါနေလို့ပါဘူးနော်ဒီကော

大哥，哎，都嚯，我给你要钱，那怎么样？点那没事，那怎么样？我米，不嘞。你今就借了，今借了两，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 借了两。你那看，你问了借了，问了借了，咋了？你问了借了，那咋了？你问了借了，我说？你咋说？你听我讲，我那屋子，那你那屋里边，你这八八八那边，差不多屋子了。那你那那都玩了不？都哪里？都哎，你们自己编，都在心里。我哪边找的？我问找的哪里？心里边。该对的呢，你不问了，我问你呢，不就偏？哎，那哪天来？对了嘛。 ။အဲသူလည်းသူ့ကောင်ကိုခေါ်သွားတယ်။မိကလာကြီးပြောတာပါလေ။ကျွန်တော်ပြောတာ။သူအဲ့လိုပြောလိုက်စင်မှာကျွန်တော်မျက်နှာထဲမှာလေကျွဲကောင်းကြီးမှာကျွန်တော်မျက်နှာထဲကြီးကတ်ထားတယ်လို့မြင်အောင်။ကျွဲပါဆောင်တင်းကြီး။ဟာဒီစကားတွေကလက်ကပေါ်ခဲ့တာမဟုတ်ဘူး။ရှင်းလူကြီးတွေကတကယ်ကိုတို့ဂျုံနဲ့ဒီကိုတို့ခံစားမှုတွေကနေပြီးစင်စကပုံလေးဆိုတာပေါ်တာပါ။အဲ့ကျွဲပါဆောင်တိဆိုတကလည်းကပေါ်လာတာမဟုတ်ဘူးနော်တန်ဖိုးမတိတဲ့ကောင်တွေကခုနကပြောဘလောက်ပဲတာယာညင်ကြောင်းနဲ့စောင်းတန်ဖြစ်နေပြီဒီကျွဲတဲ့ကောင်ကအတိတရားဟာဒီစောင်းတန်ကိုခံစားမတတ်တဲ့အတွက်သူကအမားမှန်ကိုမသိဘူးသူကမြက်ပဲစားမှုတိတာဖြစ်တဲ့အတွက်ကျွဲမင်းသားမှာစောင်းပါတဲ့အခက်တိဖွဲ့လို့ဖွင့်နေအောင် ဟုတ်တယ်မလားအခုလက်ဒေါက်တာဒေတာဆန်းဟာမန္တလေးဈေးတို့ထဲဝင်ပြီးတကယ်ဒီတိုင်းကြီးရဲ့ပြည်သူရင်ထဲရှိတဲ့စကားတွေကိုအမိုက်ခံပြီးတော့အတက်ကိုစွန့်ပြီးတော့ဝင်ဟုတ်ပေါ်ပြောရပါမယ်ဂျော်မျိုးမင်းတို့ကောင်ကျိုးရဲ့နားထဲမှာပါတယ်ပရိသတ်စကားပဲဟုတ်တယ်မလားအဲ့ဒါအဲ့ဒါအဲ့ဒါလူတယောက်ကတန်ဖိုးနဲ့အမြင်နော်လူတယောက်ကဘလောက်တန်ဖိုးနှိပ်နေတယ်ဘလောက်တန်ဖိုးမြင့်နေတယ်ဆိုတာလူတို့မြင်လားလူတို့မမြင်ဘူးလားဆိုတဲ့အပေါ်မှုတည်ပါတယ်နော်အဲ့တော့ဒေါက်တာဒေတာဆန်းဆန္ဒပြသွားတာအမီးနင်းခံရလို့ထပ်အော်တဲ့အဲကဂျော်မျိုးမင်းတယောက်ပေါ့နော်နောက်ထပ်ဘယ်သူနေရှိမလဲကျွန်တော်ထပ်ပြပါအောင်တည်ကိုစီးရဲ့ပြောစကားတွေကတကယ်ကိုပွင့်လင်းပြီးထိရောက်ပါတယ် တော်လန်ရေးကောင်းဆောင်တွေရဲ့တတိနဲ့ပြည်သူလူထုရဲ့အားပေးထောက်ခံမှုကစစ်အုပ်စုကိုတကယ်ကိုထိတ်လန့်နေစေပြီဆိုတာဒီဗီဒီယိုကတည်တည်ပြလိုက်တာပဲဖြစ်ပါတယ်။ဒီလိုရဲရင်တဲ့လှုပ်ရှားမှုတွေအတွက်တင်ရောဘလို့ထင်မြင်ယူဆပါတလဲ။ကောမန့်မှာရင်ဖွင့်ပေးခဲ့ပါဦး။ဗီဒီယိုလေးကိုသဘောကျရင်လက်မှတ်လေးထောင်းလိုက်ပေးခဲ့ပြီးမိတ်ဆွေတငယ်ချင်းတွေကိုလည်းဝေမျှပေးလိုက်ပါ။ကျွန်တော်တို့ရဲ့ရွေချက်ကတော့အမှန်တရားကိုပုံမိုသိရှိစေဖို့ပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တစ်တွေကိုစောင့်မျှော်ပေးပါဦး။